मिंगला वाशें ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြမဂီတလောက ရုပ်ရှင်လောကတွင်ထင်ရှားကျော်ကြားခဲ့သောအလင်္ကာကျော်စွာဘွဲ့ရတေးရေးစရာဂီတပညာရှင်ကြီးတဦးဖြစ်သလိုတပ်ပြားတေးရုပ်ရှင်ဇဝင်တေးများစွာတို့ကိုရေးဖွဲ့ခဲ့သည့်ဆရာကြီးအလင်္ကာကျော်စွာရွှေပြည်အကြောင်းကိုဖော်ပြပေးတော်မှာဖြစ်ပါရဲ့ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဘွဲ့ရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Counter Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော်ကြပါအောင်ရှင်။ ဆရာကြီးအလင်္ကာကျော်စွာရှိပြီးကိုအဖအပြော်ရန်စန္ဒယဆရာကြီးဦးနုနဲ့အမိဒေါ်လိုင်းတို့က1909ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့တွင်ရန်ကုန်ရှိပိုင်း53လမ်းမှာမွေးဖွားခဲ့ပါတယ်။သားသမီး9ယောက်ရှိသည့်အနက်4ယောက်မြောက်ဖြစ်ပြီးငယ်နာမည်မှာမောင်တမောင်အေးဖြစ်ပါတယ်။ ငါးနှစ်သားအရွယ်မှစ၍စီဝါအတက်ကိုဥလေးတော်သူစောင်းစရာကြီးဦးငိမ့်ထံမှတင်ယူတက်မြောက်ခဲ့ပြီးရှစ်နှစ်သားအရွယ်မှပင်တချင်းကြီးများရှေးတန်ဆန်းများကို စီဝါကိုတိုင်တည်၍တီဆိုနိုင်ပြီးတယောကိုလည်း၁၀နှစ်ကျော်အရွယ်ကတည်းကပင်ပိုင်နိုင်စွာထုနိုင်ခဲ့တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။တယောစရာငယ်ဥပတွင်ကိုဘဤတို့၏တယောလက်တံများအလဲတွင်ကြီးပြင်းလာရသူဖြစ်သည့်အတိုင်းတယောလက်တံမှာအရွယ်နှစ်မလိုက်အောင်ထက်မြက်လာတယ်လို့သိရှိခဲ့ရပါတယ်။တယောကိုဘဤရှေးဆောင်လမ်းပြ မှုနဲ့ရုပ်ရှင်တီးဝိုင်းများတွင် တရောစရာဖြစ်လာခဲ့ပြီးစန်နီယာဥပလက်စန်နီယာဥတတင်တို့၏တင် जा ပေးခြင်းဖြင့်စန်နီယာကိုကျင်လည်စွာတည်နိုင်လာက1930ပြည်နှစ်မှစ၍စန်နီယာမောင်အေးလို့အမည်ရလာခဲ့ပါသည်စန်နီယာပညာကျွမ်းကျင်လာသည့်နှင့်အမျှမြမအဆွေကုမ္ပဏီ၌လစာ150ဖြင့်ဂီတမှုစန်နီယာဆရာဖြင့်လုပ်ကိုင်ခဲ့ပါသည်ထိုစဉ်ကအသက်20မြောက်သာရှိသေးသောဆရာရွှေပြည်အေး၏ပညာနှင့်ကြိုးစားမှုကြောင့်လစာ250ထိတိုး၍ပြေခဲ့ပါ ါပါတယ်။ထို့နောက်ဒရိုက်တာဥတုကြီးမှလစာ350ပေး၍ခေါ်ယူခဲ့ရာမြမပထမဆုံးအတန်တော့ဇက်ကားဖြစ်သည့်ငွေပေးလို့မရဇက်ကားတွင်စံနရာဆရာဖြစ်ရွေးချယ်ခဲ့ပါတယ်။ ထို့ကြောင့်မြန်မာအစိုးရထွက်ခဲ့ပြီးဥတုကြီးတို့ရုပ်ရှင်ဖွဲ့နေသူအိန္ဒိယနိုင်ငံဘုံဝေးမြို့သို့6လခွဲလိုက်ပါသွားခဲ့ပါတယ်။ထို့အကြောင်းကိုသတင်းစာများကတခါတနာရေးသားပေါ်ပြကြရာတွင်ဆရာအေးဒီလည်းထင်ရှားကြော်ကြားလာခဲ့ပါတယ်။ဘုံဝေးမှာ ပြန်လာတော့အခါကိုလံဘီယာတပ်ပြားကုမ္ပဏီမှ CIA တလလရင်350ကျပ်ပေးပြီးလက္ခဏာဖြင့်ခန့်နာခဲ့ပါတယ်။ကိုလံဘီယာတိုက်တွင် CIA ဟာစံနေရဆရာအဖြစ်ရောဂိတမှုဖြစ်ပါလောက်ကိုင်းခဲ့ပါတယ်။ကိုလံဘီယာတပ်ပြားတိုက်တွင်1900 1932ခုနှစ်မှာအစပြု၍တပ်ပြားများတွင်းသောအခါရွှေပြည်အေးဆိုတဲ့အမည်ကိုဘင်ဂျိုကိုနဲ့မက်ကြီးအောင်တို့ကကမွန်းတက်ပေးခဲ့လို့ရွှေပြည်အေးဟုအမည်ရလာခဲ့ပါတယ်။စန်နီယာရွှေပြည်အေးခေတ်သို့ရောက်သောအခါစန်နီယာတီးပုံတီးနီးသာလျှင်ခေတ်မီစန်းသက်လာသည်မဟုတ် ကားကွက်အဖြစ်အတော့များမှာလည်းပုံမူတီထွင်ဆန်းသက်လာခဲ့ပြီးတွက်လက်မြန်ဆန်မှုလည်းရှိလာခဲ့ပါတယ်။ရုပ်ရှင်တစ်ခန်းမှိန်ပြောက်သွားလျင်တီးလုံးကလည်းမှိန်ပြောက်သွားပြီးနောက်တစ်ခန်းဆက်သည်နဲ့နောက်တီးလုံးတစ်ခုချက်ချင်းကောက်တီကဇက်လန်းဇက်ကွက်နဲ့ဘဝင်အန်ကြတီးလုံးများတစ်ချက်များကိုရှာဖွေတီးရနိုင်ရွှေပြည်အေးကိုထိုခေတ်ကမိတော်သူမရှိဟုသိရှိခဲ့ရပါတယ်။ရွှေပြည်အေးသည်အားလက်ချိန်မပေးမီတီးလုံးကိုဥဆောင်တီးရတွင်လည်းအခြားဂီတပညာရှင်များကဲ့သို့တီးလုံးအခြားခပ်ဖြည်းဖြည်းစွဲ၍မတီးဘဲအတွက်အမျိုးတီးလုံးတီး၍ အားလက်ချိန်တွင်အချိန်အခိုက်ဖြစ်အောင်တိကနေရအောင်ဖြတ်သည့်တီလုံးမျိုး အထိတ်တလန့်ဖြစ်အောင်တီးတတ်တယ်လို့သိရှိခဲ့ရပါတယ်။ အားလက်ချင်းပေး၍တချင်းတီလုံးကမစုံမဲတပိုင်းတစတင်းနေလျင်ပြိသက်အော်ဟစ်ဝိုင်းလောင်သောခေရောက်နေတော့လဲကြောက်လန့်စရာရွှေပြေးတီနီမျိုးကိုအော်ဟစ်လှောင်ပြောင်ခံရမှုမျိုးတခါမှမကြုံဘူးပဲရွှေပြေးသည် သူ့ကိုယ်သူယုံကြည်စိတ်ချပြီးတဲ့ထိတ်ရင်ဖို့ဖြစ်အောင်ပညာစွမ်းပြ၍တီချင်းဖြစ်တယ်လို့မှတ်သားခဲ့ရပါတယ်။တချင်းရဲကောင်းသူဖြစ်၍ရုပ်ရှင်ကုမ္ပဏီများကသူ့အားတချင်းရဲရန်တာဝန်ပေးသောအခါများတွင်လဲဇလန်းနှင့်အံဝင်အောင်ရေးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ 1932ခုနှစ်တွင်ရိုက်ကူးထုတ်လုပ်ပေါ်ထွက်လာသောငွေပေးလို့မရဇကားမှစတင်၍မြန်မာအတန်ရွက်ကားများပေါ်ထွက်လာတော့လေအတန်ရိတ်ကားများအရှိန်ရော့မသွားပဲဆက်လက်ရှင်သန်ရိုက်ကူးနေဆဲရှိရာရွှေပြည်ကအတန်ရိတ်အတန်ရွက်ဇကားများတွင်ရုပ်ရှင်နောက်ခံတေးများရေးဆက်သူခိဒပညာရှင်ဖြစ် နှစ်ကြာရှည်စွာရည်တည်ခဲ့ရာလွတ်လပ်ရေးခေတ်မှာ1960ပြည့်နှစ်စွန်းကာလများထိရုပ်ရှင်ဂီတခေတ်သည်ရွှေပြေးခေတ်ဟုခေါ်လေမှမီမဟုတ်ကြောင်းဆရာအကယ်ဒမီစတန်ရလာထောမှာသူ၏မြန်မာဂီတရေးစီးကြောင်းစာအုပ်တွင် ရေးသားမှတ်တမ်းတင်ဖော်ပြခဲ့ပါသည်ထိုခေတ်ကာလတွင်ကြော်ကြသောရုပ်ရှင်တင်းများ၏ထက်ဝက်ကျော်သည့်ဆရာရွှေပြေး၏လက်ရာများဖြစ်ကြောင်းလည်းစတန်ရလာထောကအဆိုပါစာအုပ်တွင်မှတ်တမ်းတင်ခဲ့ပါသည် အတန်ထက်ရုပ်ရှင်ခဲ့နောက်ခံတက္ကိတာပညာရှင်ဖြစ်ရွှေပြေးထင်မော်ကျော်ကြနေစဉ်မှတ်တမ်းတင်ထိုက်သည့်ဖြစ်ရတကူမှာ 1932ခုနှစ်တွင်ရွှေပြည်ကဆိုတော်ပြည်ပရှင်နှင့်အတူမော်လမြိုင်မြို့ရှိထိုခေတ်ကအတန်းနှင့်ရုပ်ရှင်ကားတကား၏နောက်ခံဂီတတိမုတ်တီဆိုရန်ရောက်ရှိ၍တွားရာနောက်ခံဂီတတိမုတ်တီဆိုပေးရသည့်အတန်းနှင့်ရုပ်ရှင်ကားနာမည်မှာမြမအဆွေကုမ္ပဏီမှဒရိုက်တာဦးညီဘူးရိုက်ကူးသောရွှေနှင်းစီဇာကားဖြစ်ပါသည်မော်လမြိုင်မြို့မတော်မီရွှေပြည်၏ဖခင်ဖြစ်သူဦးနုကမော်လမြိုင်ရောက်လင်သူ၏ဂီတမိတ်ဆွေဖြစ်သူဥပြလောင်၏အိမ်သို့ဝင်ပြအောင်ဝင်ခိုင်းပြီးရှားပါသည့်တေးသချင်းကြီးများရော အောင်တက်ယူခဲ့ရန်မှာကြားခဲ့လိုက်ပါတယ်။ JBAE ဖခင်ဥနုမှာရန်ကုန်မြို့တွင်အပျော်ရမ်းစန်းနေရဆရာဖြစ်ကြော်ကြပြီးမော်လမြိုင်မြို့မှာဥနု၏မိတ်ဆွေနှင့်တီဘော်တီဘက်ဖြစ်သူဥပြလောင်မှာစန်းနေရနှင့်ဘာကြာဆရာကြီးဖြစ်ထင်ရှားကြော်ကြသူဖြစ်ပါတယ်။ရွှေပြည်အေးဖခင်မှာကြားစီလိုချက်အရာမော်လမြိုင်မြို့သို့ရောက်လင်ရောက်ရောက်ချင်းရွှေပြည်အေးနှင့်ပြည်ပရှင်တို့နှင့်ဆရာကြီးဥပြလောင်အိမ်သို့ရောက်သွားရာ အိမ်ဝသို့ရောက်ခိုက်တွင်ပင်အိမ်တွင်းမှဥပြာတန်းကိုတိုင်ဘာဇာနှင့်စိုးတီးနေသောတခြင်းတစ်ပုဒ်ကိုကြားမိခဲ့ကြပါသည်။ JBA တို့နှစ်ဦးစလုံးကတကြီးတစ်ခါမှမကြောက်ဘူးသောတခြင်းဖြစ်ခြင်းနှင့်တခြင်းစာသားနှင့်တေးသောများကိုစိတ်ဝင်စားနှိမ့်ချလွန်းသည်ဖြင့်အိမ်ထဲမဝင်သေးပဲစောင့်ရင်နားထောင်နေမိကြပြီးတခြင်းဆုံးမှအိမ်ထဲဝင်ပြီးနှုတ်ဆက်ပြောဆိုလျက်စောစောကတခြင်းကြောင့်မေးမိကြရာဆရာကြီးဥပြာတော်ကထိုတခြင်းမှာပန်းရင်ဝိုးရိုးရာဖိန်ချကလေးဟုခေါ်ကြောင်းနဲ့ ်ပန်းပြန်လဲခေါ်ယူရီယာဖိတ်ချာကြည့်အခြေခံသချင်းဖြစ်ကြောင်းပြောပြခဲ့ပြီးရေးသူ အမိကိုတော့မဟာဂိတကျမ်းတွေမှာဖော်ပြမထားလို့မသိရကြောင်းလဲဆက်လက်ပြောပြခဲ့ပါတယ်။ဆရာရွှေပြည်အေးဟာထိုပန်းဟေဝန်သချင်းကိုခွင့်ပြုမယ်ဆိုရင် တက်ပေးပါရန်တောင်းပန်ပြောဆိုရာဆရာကြီးဥပြလောင်ကလည်းလိုလိုလားလားတက်ပေးခဲ့ပြီးသချင်း၏တိကွက်ကိုဆရာရွှေပြည်အေးကတက်ယူ၍စိုဟန်ကိုပြည်ပရှင်ကတက်ယူမှတ်သားခဲ့ကြပါတယ်။မှန်ရန်ကောင်းသောပါရမီရှင်များဖြစ်ကြ၍ထိုပန်းဟေဝန်သချင်းကိုဆရာရွှေပြည်အေးရော ပြည်ပရှင်မှာဥပြလောင်မူဟန်တိုင်းချက်ချင်းတိမှုတည်ဆူနိုင်ခဲ့ကြပါတယ်။ထို့သချင်းတက်သောညနိုင်ပင်ရွှေနှင်းစီဇက်ကပြတရာ၌ပတ်ဟေဝန်သချင်းကိုရွှေပြေးအတီးပြည်ပရှင်အဆိုဖြင့်ထဲ့သွင်းပွက်ထုတ်လိုက်ရာမော်လမြန်ရုပ်ရှင်ကြီးပြိသက်မှာတန်တော်ဖြစ်ကြရတယ်လို့သိရှိခဲ့ရပါတယ်။ထို့မှရွှေပြေးရန်ကုန်သို့ပြန်ရောက်ပြီးမအေးမီကိုပတ်ဟေဝန်သချင်းတက်ပေးကအတန်ရိတ်ကားများ၌တွဲဖက်တည်ဆူတိမှုခဲ့ရာခိဒလောက၌ထင်ပေါ်ကျော်ကြားသွားခဲ့ပါတယ်။ တနေ့တွင်ကိုလံဘီယာတပ်ပြကုမ္ပဏီ၌တချင်းတိုက်နေကြခိုင်းရွှေပြည်နှင့်မအီမီကပန်းဟေဝန်တချင်းကို အမှတ်မထင်အလွတ်သဘောတီးဆိုတီးမှုကြရာကုမ္ပဏီမန်နေဂျာမစ္စတာကိတ်ကသဘောကျ၍1935ခုနှစ်ဇူလိုင်လတွင် တပ်ပြသွင်းရောင်းချခဲ့ရာပန်းဟေဝန်တချင်းမြမပြည်အနှံ့ထင်ပေါ်ကြော်ကြားခဲ့ပါသည်ပန်းဟေဝန်တပ်ပြတချင်းအတိပိုက်တနေရ၌မအီမီကကိုအေးကိုအေးရွှေကုံမျိုးအသေးကြီးစူးစမ်းလိုက်စမ်းမှာဟုစကားပြောထည့်သွင်းခဲ့ပါသည် ရှိပြေးဟာပိုက်ရုံတချင်းအဦးအစတက်ပေးခဲ့သူဆရာကြီးဥပြလောင်ကတခါတွင်မောင်အေးငါတချင်းကိုဖြတ်တယ်ဟုပြောခဲ့မှုကြောင့်နဲ့အမှန်မှာဆရာရှိပြေးအေးကတီလုံးတီးခွက်အစမ်းအသက်များတီထွင်ဖန်ဤထက်သွင်းခြင်းသူလည်းဖြစ်သည်ဖြင့်သူ့ကိုယ်ပိုင်တီလုံးတီးခွက်သည်များဂျားညက်ဖန်ဤထက်သွင်းခဲ့ပုံရတယ်လို့လည်းသိရှိခဲ့ရပါတယ်ဆရာစကိုင်းလာရွှေကတခါပြောပြမှုဒီမှာ ပိုက်ဝန်တချင်းဤနောက်ဆုံးပိုက်ဖြစ်သည့်တူကြောညာကျွေးအပိုက်မှာဥပြလောင်တက်ဖေးခဲ့သည့်မူတိုင်းမဟုတ်ကြောင်းကြားသိ၍ဟုတ်မဟုတ်မေးကြည့်ရာ CRCBA မှာပြုံပြုံကြီးသာနေကြောင်းနှင့်ဝန်ခံခြင်းညှင်းဆိုခြင်းမပြုကြောင်းသိရှိခဲ့ရပါသည် တို့ရာတွင်အလင်းကားကြောစားရွှေပြီးမအေးမိနှင့်ပန်းဟင်ဝန်တခြင်းကမြမပြီးအနှံ့ဂီတလောက၌ကြော်ကြခဲ့ပြီးယခုတိုင်ကြော်ကြနေဆဲဖြစ်ပါတယ်။ဆရာရွှေပြီးအား1953ခုနှစ်တွင်ရုပ်ရှင်နှင့်ပြဆက်အစည်းအဝေးမှကြီးမှုကျင်းပါသောပလေဒီယန်ယုံပွဲတွင်တင်ဆက်သောဂီတပရိသတ်ဖြိုပေပွဲတွင် တခုမှအခြေခံအမြင်ရှိသောတိဂိတပြဆက်ကိုတင်ဆက်ခဲ့တဲ့အတွက်ဝင်းကြီးဥနုကရွှေတစိတ်ချိမြင့်ခဲ့ပြီးဝင်းဝင်းရုပ်ရှင်တွေပြုလုပ်သည့်ရုပ်ရှင်ရွေးချယ်ပွဲတွေလည်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်။1954ဦးနှစ်တွင်မြမရေးကျေးမှုကိုထုတ်ပေါ်ရေးသားသည့်အတွက်နိုင်ငံတော်မှအလင်းကားကြော်စားပွဲကိုချိမြင့်ခြင်းခံခဲ့ရပါတယ်။ဆရာရွှေပြေးဟာဘဝတသက်သာလုံးဂိတပြင်သာအသက်မွေးခဲ့ပြီးကိုပိုင်ဘလူးဝါတပြားကုမ္ပဏီကိုလည်းတည်ထောင်ခဲ့ပါတယ်။ ဆရာရွှေဘီအေးဟာကိရပညာရှင်ကိုတစီတလုံးဖြစ်စေရန်ကိရကောင်စီကိုဖွဲ့စည်းခဲ့သူတဦးလည်းဖြစ်ပြီးစတင်ဖွဲ့စည်းတည်ထောင်သည့်1963မှ1969ခုနှစ်ထိဥက္ကဋ္ဌဖြင့်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်ဆရာရွှေဘီအေးရဲ့ထင်ရှားသောသချင်းများမှာရွှေနှင်းစီကိစ္စနာချစ်မိုးစွေနန်းကေတီရှေးကုတို့ဗရနီရွှေချိုးဗျူတောတလေလေးနိုင်လကစုံအေယော်ဒီ မမမူကြေးစေတမန်ရွှေအိုးစီ မုတ်စီကျော်စောတော်ပြုရတနာဘုံတကူကူကူတက်လေလင်ဖုံးမူတိမ်ကြီးချစ်သူပြို့ပြို့ရေတကွန်နံတလွန်ညောင်ဆောင်မောင်ကြီးရေပန်းပန်ရဲ့နန်းဆန်နဲ့ လမင်းထိန်ထိန်သာနဲ့စသောသချင်းများဖြစ်ကြပါတယ်။သချင်းများစွာရေးသားခဲ့ပြီးမြမဂီတလောကတွင်အထူးထင်ရှားခဲ့သောဆရာကြီးအလင်းငါကျော်စွာရွှေပြည်အေးဟာ1989ခုနှစ်အောက်တိုဘာလ24ရက်ညနေ3နာရီခွဲအချိန်တွင်အမှတ်ခွနဲ့အာဇာနီဗိမာန်လန်ဗဟန်းမြို့နေအိမ်တွင်တွေးတူးယောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင်အသက်69နှစ်ရှိပြီဖြစ်ပြီးဇနီးဒေါခင်စိန်နှင့်သားသုံးယောက်ကျန်ရှိခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်ရွန် channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။